စကားတော့အမှန်တိုင်းပြောရရင်အတန်အတန်နည်းနည်းလေးတီးခံပြီးနားထောင်ပြီနော်ညီမကောင်းလို့ငကိုနေရမှာနှာတန်ပေါက်လို့ကဲ့ရဲ့ခံရတဲ့ကြားတယ်အခုဒီနှာတန်ဒါကတော့နှာတန်စစ်စစ်ဖြစ်သွားပြီနော်ကြောင်ချောင်းနေဆိုပြီးနေဒီမကောင်းလို့မလို့ မင်းကမိကုန်းလေးတစ်ခုတွေ့လိုက်တယ်ဒါလေးကိုလည်းဖြေချန်လို့ပါမိကုန်းလေးဒီမိကုန်းနေနဲ့ဒီခုနလိုလေး reply video reply မလုပ်နိုင်ဘူးဆိုတာကျွန်မဖတ်ပဲဖတ်သွားပြီဘယ် post မှာရေးတဲ့ဟာမှန်းကျွန်မပြန်မသိဘူးပေါ့နော်ဖြေမဲ့အချိန်ကိုရိုက်တဲ့အချိန်နဲ့ကိုပြောတဲ့အချိန်ကြောင့်အဲ့ဒီရဲ့ comment ကိုကျွန်မပြန်သွားမရှာနိုင်နဲ့ကျွန်မရဲ့အခက်ခဲလေးရှိတယ်ဒါကြောင့်မလို့ဒီကနေပဲ video reply နဲ့မဟုတ်ဖ ೇನೆ ပဲဒီလိုပဲဖြေမယ်နော်အဲ့ဒါဟိုဖျားစင်မှာတဲ့ ဖျားချောင်းဆောင်မှာပေါ့ဖျားကိုပန်းကတ်လူတာတဲ့အဲသုံးဦးမှကတ်ရတယ်ဆိုတာတဲ့ဟုတ်သလားတဲ့နှစ်ဦးမကတ်ကောင်းဆိုတာဟုတ်သလားဆိုပြီးမှဒီလိုမိကုန်းလေးတွေ့ရဆိုတော့အဲကျမတို့ကဒါလေးကျမတို့ဗုဒ္ဓဘာသာမှာလည်းအယူဆွဲတွေဝါဒဆွဲတွေဆွဲတဲ့အဆွဲတွေအများကြီးရှိတာပေါ့နော်ဆိုတော့ဖျားပန်းဆိုရင်သုံးဦးကတ်ရမယ်ဆိုတဲ့အဆွဲနော်အဲ့ဒါကြီးအဲသုံးဦးသုံးဦးထိုးတယ်ပေါ့မမစားမကနန်းမဲထိုးရမယ်ပေါ့မမစားစားဖြစ်အောင်လို့ပေါ့ဒါဆိုရင်စုံကနန်းထွင်ရောစုံစုံလင်းလင်းမဖြစ်ဘူးလား ပြောကြည့်မာကနန်းထိုးမှာမမဆဆဖြစ်အောင်လို့တဲ့မာကနန်းထိုးပြီးတော့မှဖျားပန်းလှူတယ်တဲ့ဆိုတော့စုံကနန်းထိုးရင်ရောစုံစုံလင်းလင်းမဖြစ်စေဘူးလားဒါစကားကပ်ပြောတာပေါ့နော်ဆိုတော့အဲ့တော့ကျွန်မတို့ကဖျားပန်းမျက်စွာဖျားကိုဖျားပန်းလှူတယ်ပန်းအိုးတွေနဲ့ထိုးပြီးတော့မှလှူတယ်ဆိုတဲ့ဟာမှာကျွန်မတို့ကပန်းလှူတဲ့ရည်ရွယ်ချက်ကိုတိဖို့လိုတယ် ညက်စွာဖျောက်ပန်းလှူတယ်ဆိုတာเนาะဆိုတော့ပန်းလှူတဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကိုသိတော့မှဒီပန်းလှူရခြင်းရဲ့အကျိုးကျေးဇူးနဲ့အဓိပ္ပာယ်တွေကိုကိုကအာယုံဆွဲဆွဲမြဲမြဲအာယုံပြုပြီးတော့မှရမယ်ဟုတ်တယ်เนาะဟာပန်းဟိုးသုံးဟိုးတင်ရမှာမလို့ပန်းဟိုးသုံးဟိုးတင်လိုက်တဲ့ရော့ထိုးလိုက်တဲ့ပန်းဒီလိုမျိုးနဲ့ကျွန်တော်တို့ကလှူတာမဟုတ်ဘူးလေเนาะဆိုတော့ညက်စွာဖျောက်ကိုပန်းလှူတယ်ဆိုတဲ့အဓိပ္ပာယ်ကိုသိဖို့လိုအပ်တယ်အဲ့တော့မြတ်စွာဘုရားကဘာဖြစ်လို့ပန်းလူရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့မြတ်စွာဘုရားကကျွန်တော်တို့တရားဟောရမလားဇေဒဝန်ကျောင်းတို့ကျွန်တော်တို့ အခုဒီနိုင်အောင်စသဖြင့်မကြောင်းနေမှာတရားဟောတဲ့အချိန်ကြလို့ရှိလို့ရှင်လာချတဲ့ညနေဆိုရင်တရားချိန်ရှိတာပေါ့ညနေ9:00နာရီဆိုတရားဟောမယ်ပေါ့စသဖြင့်ပေါ့နော်တရားဟောချိန်ပေါ့9:00နာရီတိုင်း9:00နာရီတိုင်းဒီမျက်စွာဖျားရဲ့တရားဟောချိန်ပေါ့ဆိုပါတော့ဆိုပါတော့နိုင်ရနော်ဆိုတော့အဲ့လိုအချိန်ကြလို့ရှင်လူတွေရဲ့လေသိမ်းရာသိမ်းအလုပ်တီးလုပ်ပြီးတော့မှ စ်ချထားခဲ့ပြီးတော့မြက်စွာဖျားရဲ့တရားပွဲအမိတရားလာနာကြတာပေါ့အလုတ်ထရကနေဟိုးရှစ်ခေတုံးသွားဆိုတာကျွန်မတို့လိုအေယာကွန်းနဲ့ကားတွေလည်းရှိတာမဟုတ်ဘူးမော်တော်ကားတွေလည်းဟုတ်တယ်လားနော်ဆိုတော့လေဟိုဇိမ်ခံပစ္စည်းတွေလည်းရှိတာမဟုတ်ဘူးပန်ကားတွေလည်းရှိတာမဟုတ်ဘူးအမွေးနဲ့တာအကြိုင်းလိုင်းတွေဆိုတာလေဒီလိုမျိုးတွေရှိတာမဟုတ်ဘူးပေါ့နော်အဲ့တော့ချွေးတန်တရွှဲရွှဲနဲ့နေပူထဲမှာအလုတ်တွေလုတ်နော်လဲတွေထွန်းရာတွေထွန်းအလုတ်အလုတ်တွေလုတ်ပြီးတော့မှလာကြရတယ်ပေါ့လေတချို့ကလည်းအိမ်ပြန်ရင်မိုးချိုးလို့ရကြလဲရမယ်မရကြလဲမရဘူးပေါ့နော်ဒီလိုမျိုးနဲ့လမ်းတွေအဝေးကြီးရှောက်ပြီးတော့မှလာကြတော့ဒီလမ်းခီးမှာရှိတဲ့ဖုံးနေတဲ့ ဲတွေအညစ်ကြေးတွေဟာခန္ဓာကိုယ်ပေါ်မှာပါလာတာပေါ့နော်အဲ့တော့တရားဟောခန်းမကြီးတွေထဲမှာတရားသဘင်ကြီးတွေထဲမှာဒီလူတို့ရဲ့ဒီအနံ့နေကိုမြတ်စွာဘုရားအရန်ခံရတာပေါ့နော်မြတ်စွာဘုရားစိတ်မကြည်လင်စေဘူးပေါ့ကျွန်တော်တို့တွေအခုဒီမှာဆိုရင်တော့မပိဋကတ်ထူထူလေးဒီမှာဆိုဒီကိုနံ့နေရှိတယ်ကိုငွေ့နေရှိတယ်နော်ဒီကဘက်ခစ်တောင်မှလေဆိုတဲ့ခါကျတော့အဲ့တော့မြတ်စွာဘုရားခစ်လေဒီလိုပဲပေါ့နော်အဲ့ဒီခစ်ကဆိုဖုံနေတဲ့ဒီနေရပူဖုံကထူသိတယ်လားချွေးကဆိုအနံ့နေကထွက်ဒီလိုမျိုးတွေဖြစ်မှာပေါ့အဲ့ဒီလိုခါကြတဲ့ခါကျတော့ မျက်စွာဖျားကိုရှောက်တင်တယ်မျက်စွာဖျားကိုပန်းကတ်လူလို့ကောင်းသလားဆိုတာကိုရှောက်တင်တယ်နော်ဆိုတော့အဲအဲ့လိုရှောက်တင်တဲ့ခါကျတော့ရှင်အာနာဒာအနေနဲ့မျက်စွာဖျားကိုပြန်ပြီးတော့မှရှောက်တင်တာပေါ့မျက်စွာဖျားကိုပန်းကတ်လူခွင့်ရှိသလားဆိုတဲ့ဟာပေါ့နော်ဆိုတော့ရှောက်တင်တဲ့ခါကျတော့မျက်စွာဖျားခွင့်ပြုခဲ့တယ်အဲ့တော့ဘလို့ခွင့်ပြုပြီးတော့မှဘလို့လှူတယ်လဲဆိုလို့ရှိရင်လူပိဋ္တတ်နဲ့မျက်စွာဖျားရဲ့ဈာထဲမှာနေရာတစ်ခုပေါ့အဲ့ဒီနေရာမှာပန်းနေပန်းနေပန်းနေကိုစီချပြီးတော့မှထိုးတာပေါ့လေအလှလေးအိုးဒီနဲ့လည်းဖြစ်မှာပေါ့နော်ဒီတိုင်းလည်းခင်းကျင်းထားမှာပေါ့ကျွန်တော်တို့ဒီနော် ဒီတိုင်းနေပန်းနေကိုခင်းတာမျိုးတို့နောက်တစ်ခါအိုးတွေနဲ့ထိုးတာမျိုးတို့စသဖြင့်ပေါ့ဒီလိုမျိုးမှွေးသောလှသောပန်းများကိုခင်းကျင်းပြင်ဆင်ပြီးတော့မှမျက်စွာဖျားနဲ့လူပိတ်သက်နဲ့ဂျားထဲမှာ ပြင်ဆင်ပြီးမြတ်စွာဘုရားကိုပူဇော်တယ်လူဒန်းတယ်အဲ့ဒီရဲ့အထိပ္ပယ်ကဘာလဲဆိုလို့ရှိရင်ဒီလူပိဋကစီကအနတ်အသက်တင်မြတ်စွာဘုရားစီကိုဓာတ်ရိုက်မရောက်အောင်ပန်းရက်နဲ့အနေနဲ့ကာလိုက်တဲ့အနေနဲ့မြတ်စွာဘုရားစီကိုဒီအနတ်အသက်ဆိုးတွေမရောက်အောင်မြတ်စွာဘုရားစိတ်ကြည်လင်စေအောင်မှွေသောယနတ်ကိုရအောင်လို့မလို့လှူခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့တချို့လူတွေကကတ်ပြီးတော့မှအရင်တော့ကပြောကြတယ်နိစ္စဂီတဝါရိတဆိုပြီးတော့မှဘာဖြစ်လို့ပန်းကြတော့လှူလို့ရတယ်လေပေါ့အဲဒီလိုမျိုးနေပြောဆိုမြတ်စွာဘုရားကသုံးဆွဲဖို့အတွက် တူတာမဟုတ်ဘူးအလှခံတာမဟုတ်ဘူးလေမြတ်စွာဘုရားတုံးဆွဲဖို့အတွက်လှူတာမဟုတ်ဘူးဒီကရတဲ့ယနဲ့နေသည်မြတ်စွာဘုရားရဲ့နှလုံးစိတ်ဝန်းကိုငြိမ်းချမ်းစေဖို့အေးချမ်းစေဖို့အတွက်လှူဒန်းတာဖြစ်တဲ့အတွက်ကြောင့်မလို့လှူဒန်းလို့ကောင်းနေเนาะအဲ့ဒီအတွက်ကြောင့်မလို့ပန်းအိုးဗနက်အိုးလှူတယ်ဗနက်အိုးမှဖြစ်မယ်ဗနက်အိုးမှမကနန်းမှလှူရမယ်ဆိုတဲ့ပြည့်ညတ်ချက်လည်းမရှိသလိုမျိုးတတ်မှတ်ချက်လည်းမရှိပါဘူးเนาะမိမိရဲ့တက်နိုင်တဲ့တရားတရားအလဲရောက်ပန်းလေးတစ်ပွင့်ပဲတက်နိုင်တက်နိုင်ပန်းလေး၁၀ပွင့်ပဲတက်နိုင်တက်နိုင်ပန်းတစ်ခင်းလုံးပဲတက်နိုင်တက်နိုင်ပန်းကဘာကြီးပဲစင် စင်ပန်းမွေရာကြီးပဲပြင်ပြင်เนาะမိမိရဲ့တရားတရားအလိုက်လှူဒန်းလို့ရပါတယ်เนาะမာကနန်းမှာပန်းအိုးထိုးရတယ်စုံကနန်းမထိုးရဘူးလို့မဟုတ်ပါဘူးဒါကတော့ဘီဒင်းစင်ရတဲ့အခါတော့ဘီဒီကြောင့်မလို့လူတွေမှာအကြလာတော့အမောက်အမှန်ထင်ပြီးဒီအစွဲလေးရပါလာတာပေါ့เนาะဆိုတဲ့ခါကျတော့မမဆဆဖြစ်အောင်ပန်းအိုးဆိုရင်မာကနန်းပဲလှူရမယ်နိုးစုံစုံလင်းလင်းဖြစ်အောင်စုံကနန်းလှူလို့မရဘူးလား နော်ကိုယ့်ရဲ့ဖျားចောင်းဆောင်အနေထားပေါ်မှာ ਨੇ ကိုယ့်ရဲ့တတ်နိုင်မှုအင်အားကိုယ့်ရဲ့တရားတရားပေါ်မှာမူတည်ပြီးတော့မှမိမိစိတ်တိုင်းကြနှစ်သက်သလိုကျမတို့ကလှူဒန်းလို့ရပါတယ်။ Okay ဒါဆိုရင်မျက်စွာဖျားကိုပန်းလှူကြတယ်ပေါ့။ဘလို့စိတ်နဲ့လှူတာလဲ။ကျမခုနပြောတယ်မျက်စွာဖျားကိုအနံ့အသက်တွေဒါမကောင်းတဲ့အနံ့အသက်တွေမျက်စွာဖျားနားမှာပြေပြောက်ပါစေဆိုတဲ့ကျမတို့ကရည်ရွယ်ချက်နဲ့မျက်စွာဖျားကိုပန်းလှူတယ်။ နော်ဒါဆိုရင်ကျမတို့ကလူတန်းတဲ့ပုံကိုပေါ့လူတန်းတဲ့ပုံကိုအလူကံပုံကိုမျက်စွာဖျားကတော့စိတ်လက်ကြည်လင်သွားမယ်ဒီမွေးသောရနဲ့ပန်းနေကြမလို့ဒါဆိုရင်ကျမတို့လှူသောပုံကိုမှဘလို့အကျိုးကျေးဇူးတွေရနိုင်တယ်လေပေါ့ပန်းလှူခြင်းအကျိုး၃မျိုးရှိတယ်နံပါတ်၁အချက်ကကြတော့ရုပ်ရည်လှပခြင်း ရုပ်အစင်းအင်ကလှပခြင်းနဲ့ပြည်စုံပါလေတဲ့နံပါတ်1အချက်ကကြတော့ခန္ဓာကိုယ်တန်ရှင်းမွေးကြိုင်ခြင်းခန္ဓာကိုယ်ကကြာနံလေးသိနေတော့ခန္ဓာကိုယ်ကမွေးရနံလေးထွက်တယ်လို့ကြားဘူးတယ်မလားခန္ဓာကိုယ်ကမွေးသောရနံအဲတန်ရှင်းစင်ကြယ်ပြီးတော့မှအမွေးရနံထွက်တယ်တဲ့နော်ဆိုတော့နံပါတ်3အချက်ကတော့ကဒွင်းကိုအာကရင်းကိုမွေးကြိုင်စီတယ်တဲ့ ်နော်ဒီအကျိုးကျေးဇူးရပါတယ်ပန်းလူချင်းအကျိုးကျေးဇူးဒီအကျိုးကျေးဇူးရပါတယ်ဒါကြောင့်မလို့ကျမတို့ကမျက်စွာဖျားကိုပန်းလူရဲဆိုရင်လှူတဲ့ရည်ရွယ်ချက်နဲ့ရရှိတဲ့အကျိုးတွေကိုအာရုံပြုနိုင်နေဆိုရင်ကိုယ့်ရဲ့လှူဒန်းမှုတိုင်းလှူဒန်းမှုတိုင်းကပို့ပြီးတော့မှအကျိုးများမှာပေါ့ကျမဆိုရင်ရေလန်းပန်းလန်းအလင်းလန်း နော်ရေလမ်းပန်းလမ်းအလင်းနှံကိုတရက်မှမပြတ်ဖ ೇನೆ လှူလာတာကျွန်မနှစ်ပေါင်းများစွာရှိပြီမျက်စွာဖျားရှောက်တဲ့လမ်းမှာအာပန်းလေးခင်းပြီးတော့မှသွားပါဆိုတဲ့ဟာမျိုး ਨੇ အဲ့တော့ပုံမြင်လေးပုံမြင်မဟုတ်ဘူးပေါ့နော်ဒီ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 ရှင်သာရိပုတ္တရာကြီးရဲ့ယဟန္တာမထေမြတ်ကြီး ਨੇ ကြုံကြိုက်ခဲ့တဲ့ဘဝတော်တစ်ခုမှာအမျိုးသမီးလေးတစ်ယောက်ရဲ့ဖြစ်စဉ်ဖြစ်ရက်ကလေးကိုကျွန်မကြုံကြိုက်လို့ပြောပြမယ်။အဲ့တော့အဲ့ဒီအမျိုးသမီးလေးကတရက်သားကျတော့အိမ်ကနေသူကထွက်ရပြီးတော့မှကြည့်တဲ့ချိန်မှာရှင်ဘရင်ကတိုင်းကန်လှဲ့လေ။ ရှင်ပြင်းကတိုင်းကလှဲ့လေတဲ့ခါကျတော့ရှင်ပြင်းဆိုတော့ချွေရန်တင်းမင်းနေနေပေါ့အများကြီးနေပေါ့တခါတည်းကိုဟာအကုန်လုံးအာဘေးကနေလဲအကုန်လုံးအာမောင်မမိတ်တန်နေအပြည့်စုံနဲ့ချွေရန်တင်းမင်းနေနဲ့ဟာပြည်သူတွေကလည်းတောင်းတောင်းဖြားဖြားနေဒီလိုမျိုးဆိုတော့အိုးဘယ်လိုဖုံးကန်နေကြောင်များချွေရန်တင်းမင်းနေပေါ်များပါလဲဘယ်လိုဖုံးကန်နေကြောင်များဒီလိုမျိုးဖြစ်ပါလဲပေါ့နော်အာဒီရုပ်ဆင်းအင်္ကာကလည်းဟို နှစ်လိုပဲဖြစ်ပါလေ။အော်ဘယ်လိုဖုံးကန်နေကြောင်းမြန်ဆိုပြီးသူဒီလိုလေးတွေးပြီးတော့မှသူကတဲ့အဲ့တော့သူကလည်းဘယ်လိုလေးပြင်ဆင်လိုက်လဲဆိုတဲ့ခါကျတော့ဂျာပန်ဗရုံးမာဂျာပန်နေကိုသူကခင်းကျင်းထားလိုက်တယ်ဗရုံးမာဂျာပန်နေကျမတို့အာပန်းမွေရသဘောမျိုးပေါ့ဗရုံးမာဂျာပန်နေကိုခင်းကျင်းထားလိုက်ပြီးတော့မှသူ့ရဲ့စိတ်အာရုံမှာတင်လာတမာဒီစင်ကြဲတဲ့ပုပ်ကိုကိုတဲ့သူဒီ ကြပန်းမွှေ့ရကိုသူလှူဒန်းမယ်ဒီမှာစံစားစီမယ်ဆိုပြီးသူဒီလိုလေးအာယုံပြုတယ်အဲ့ချိန်မှာရှင်သာရိပုတ္တရာမထေမြတ်ကြီးကကြွလာတဲ့အခါနဲ့ဒါသူ့ရဲ့ပါရမီပါလာတဲ့အတွက်ကြောင့်မလို့ရှင်သာရိပုတ္တရာမထေမြတ်ကြီးကိုသူကလှူဒန်းနေပေါ့နော်သူကပြီးတော့နိုဇွန်းလဲအဲစံပြုတ်နိုဇွန်းလဲသူကဆက်ကပ်ပြီးတော့မှလှူဒန်းနေအဲ့တော့ရှင်သာရိပုတ္တရာမထေမြတ်ကြီးကိုဒီနေရာမှာသတင်းတုံးတုံးမှာပေါ့ဆိုတော့ဒါဟို ရဟန္တာရှင်မြတ်ကြီးကလည်းအဲ့ဒီညမှာသတင်းသုံးပြီးတော့မှဒါခါသူကတ်တဲ့နိုဆုံးကိုဖုံးပေးတယ်ပေါ့နိုဆုံးကိုဖုံးပေးပြီးတော့နိုဆုံးကိုဖုံးပေးပြီးတာလေသူကအဲ့ဒီတပိတ်တီကိုဆေးကြောပြီးတော့မှဂျန်နဲ့စားပွဲတွေပန်းနေထပ်ပြီးတော့မှလှူဒန်းနေတဲ့သူ့ရဲ့တရားတရားကြီးอ่ะအဲ့တော့အဲ့ဒီအမျိုးသမီးလေးဒီဘဝကနေပြီးတော့မှလွန်တဲ့အချိန်မှာသူကဘာဖြစ်လဲဆိုတော့တာဝရင်းသားမှာနတ်သမီးသွားဖြစ်တယ်နတ်သမီးသွားဖြစ်တော့အများသူငါထက်တာလွန်သောရုပ်ရည် ရုပ်စင်းအင်္ကာယူပကာကိုပိုင်ဆိုင်ရရှိတယ်ချွေရန်တင်းမင်းနေ အများသူငါထက်တာလွန်တဲ့ချွေရန်တင်မင်းနေသူရရှိရယ်နောက်တစ်ခါအများလူပုံအလဲမှာတင့်တယ်သော အစင်းကိုရှိစေတယ်ကျမတို့အခုခေတ်စကားနဲ့ပြောမယ်ဆို aura ပေါ့နော်ရုပ်ချောတာရုပ်ဆိုးတာ aura တောက်နေတာထင်းနေတာလက်ဖြာနေတာပေါ့ဖြာနေတာပဲဆိုတာအဲ့ဒါကိုပြောတာပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်နောက်တစ်ခါဘရုံမာချာအတီးပြီးတဲ့ဝေါ်ရင်ဒစင်းကိုလည်းပိုင်ဆိုင်ရတယ်တဲ့ဆိုတဲ့ခါကျတော့ကျမတို့ဒါပန်းလူချင်းကနေပြီးတော့မှရရှိတဲ့အကျိုးကျေးဇူးတွေပေါ့နော်ဆိုတော့အဲ့တော့ကျမတို့ကမျက်စွာဖျားကိုပန်းလူတယ်ဆိုတဲ့နေရာမှာပြန်ချုပ်လိုက်တယ်ဆိုလို့ရှိရင်ပန်းအိုးဘနအိုးမှလူရတယ်ပန်းအိုးဘနအိုးဆိုရင်မလူကောင်းဘူးဆိုတာလုံးဝမဟုတ်ပါဘူးနော်မိမိတက်နိုင်တဲ့ပန်း မှုေးသောလှသောပန်းကိုလှူနိုင်ပို့ကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေကတချို့ဆိုဖျားပန်းခံအောင်လို့ဇော်စိမ့်လို့ဇော်လုံးလို့ဇော်ပြအခြားသဖြင့်ဒီလိုမျိုးတွေနဲ့ထိုးထားကြတယ်လေ။နော်ဒါကလည်းကျွန်မကျွန်မလည်းထိုးတယ်။ကျွန်မဆိုအောင်တပြည်တွေအမြဲထိုးထားတယ်။ဒါကဘာလဲဆိုအမြဲတမ်းကြည့်လိုက်လို့ရှင်စိတ်ကြည်နူးစေအောင်မိမိအတွက်မိမိစိတ်ကြည်နူးစေအောင်ကြည့်လိုက်အမြဲတမ်းစိမ့်လန်းဆိုပြေပြီးတော့မှတခါတည်းကိုလှပတဲ့စိတ်အာရုံကိုဖြစ်စေအောင်လို့မလို့ကျွန်မဆိုရင်အောင်တပြည်တွေကိုအမြဲတမ်းထိုးထားတယ်ဝေနေအောင်လို့မလို့ဒါမျက်စွာဖျားသတင်းသုံးတဲ့နေရာကိုကြည့်လိုက်ရင်ဟ ာစိမ့်စိမ့်ဆူဆူနဲ့လှလှပပဒီလိုမျိုးစက်တည်နေဖြစ်အောင်လို့မလို့လှူဒန်းတာတော့မှုေးသောလှသောပန်းကိုတီးကြားထပ်ပြီးတော့မှလှူတယ်မှုေးသောလှသောပန်းကိုလှူပါအကျိုးချင်း